ဒီဘီလီယံနာကဘောလုံးအသင်းတစ်ခုကနေဒေါ်လာသန်း100တိလိမ်ဖို့ကြိုးစားခဲ့တယ်။ဒီလူကအင်္ဂလန်ပရီးမီးယားလိဘောလုံးကလပ်အသင်းတစ်ခုကနေယူရိုဝင်သန်း100တိကိုလိမ်ယူဖို့အကြံအကြီးကြီးကြံခဲ့တဲ့သူတစ်ယောက်ဖြစ်နေပါသေး။ပြီးတော့မြောက်ကိုရီးယားဟက်ကာတွေနဲ့လည်းဒီလူကပူးပေါင်းပြီးဘဏ်ကနေခိုးလာတဲ့ယူရို73သန်းကိုငွေကြေးခေါ်ဝါချဖို့ကိုကြိုးစားခဲ့ပါသေး။အခုလိုငွေလိမ်လည်မှုတွေကိုလရဲဆယ်ရဲ့လုံချင်းရဲ့အကျိုးဆက်အဖြစ်ဒီလိုဟာအခုချိန်မှာအမေရိကန်နိုင်ငံနယူးဂျာစီမှာ1012နှစ်နဲ့ထောင်ထဲအောင်နေရပါတယ်။ ဒီလူကိုဒူဘိုင်းမြို့ကတိုက်ခန်းမှာဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီးတော့ဖမ်းဆီးရခဲ့ချိန်မှာခီးဆောင်လက်ဆွဲတစ်တာတစ်လုံးနဲ့အပြည့်ထည့်ထားတဲ့ UAE ငွေတန်း150ကိုမယုံနိုင်ဘဲတိတ်ဆီးရမိခဲ့ပါတယ်။ဒါ့အပြင်အမေရိကန်ဒေါ်လာ8သန်းတန်တန်မိုးကြီးစိန်ခံက73စီးကိုလည်းရဲတွေကထပ်လောင်းတိတ်ဆီးနိုင်ခဲ့ပါတယ်။အခုလိုစင်ကြံကြံပြီးတော့လက်ရဲစရဲနဲ့ဘောလုံးကလပ်အသင်းတို့ကငွေလိမ်ဖို့ကြိုးပမ်းခဲ့တဲ့ဒီလူကငွေလိမ်လည်မှုတွေကိုဘယ်လိုမျိုးလုပ်ကင်ခဲ့တယ်လဲ။ ီလီယနာတယောက်ဖြစ်ဟန်ဆောင်ဖို့ကိုသူကဘလို့အရာတွေကိုလုံဆောင်ခဲ့လေဒီအကြောင်းအရာတွေကိုဆက်မကြည့်ခင်မှာပရိသတ်တွေ Bass Media Channel လေးကို Like and Follow လုပ်ပြီးတော့အားပေးသွားနိုင်ပါတယ်ရှင်သူကသူဘီလီယနာတယောက်လိုဟန်ဆောင်ပြီးငွေလေးလိမ့်နေခဲ့တဲ့ဒီလူက Ramon Oloranwa Asper လို့အမည်ရပြီးတော့လူတွေကတော့သူ့ကို Hasbarby လို့ပဲအတိအများကြပါတယ်။ Hasbarby ကနိုင်ဂျီးရီးယားနိုင်ငံသားတယောက်ပါ သူက Yahoo Yahoo လို့အမည်ပေးထားတဲ့ဝင်လိမ်နေတဲ့ကုမ္ပဏီတစ်ခုမှဝင်အလုပ်လုပ်ခဲ့ပါတယ်။တကယ်တော့ Yahoo ဆိုတဲ့အမည်နဲ့အင်တာနက်ကုမ္ပဏီတစ်ခုရှိပြီးသားဖြစ်ပြီးတော့နာမည်တူ Yahoo Yahoo လို့အမည်ပေးပြီးတော့ပုံမှန်ရိုက်ခဲ့တာပါ။ hash barbie ကသူ့ကိုယ်သူနိုင်ငံခြားရောက်အမေရိကန်စစ်သားတယောက်ဖြစ်နေဟန်ဆောင်ပြီးတော့အမေရိကန်နိုင်ငံကလူတွေကိုငွေကြေးတောင်းခံခဲ့တာဖြစ်ပါတယ်။သူတို့တွေဟန်ဆောင်ကောင်းခဲ့တာကြောင့်လူတွေကလည်းသူတို့နိုင်ငံကအဝေးရောက်စစ်သားတယောက်ဆိုပြီးတော့ငွေကြေးတွေအနည်းနဲ့များထောက်ပံ့ခဲ့ကြတာပါ။ ဟက်စ်ပါဗီကတောင်အာဖရိကနိုင်ငံတွေကငွေကြေးလိမ်လည်သူတွေနဲ့ကိုယ့်ရဲ့အကြီးကြီးတစ်ခုဖြစ်အောင်ချိတ်ဆက်ပြီးတော့အချီကြီးကြီးတွေကိုဝန်ဖန်ခဲ့တာပါဟက်ပါဘီအပါဝင်အဖွဲ့သားတွေဟာဒနာအင်ယာတောင်းတင်းတဲ့လုပ်ငန်းကုမ္ပဏီကြီးတွေရှေ့နေကုမ္ပဏီတွေကိုတော့မှရိုက်စားလုပ်ခဲ့တာဖြစ်ပြီးတော့အင်္ဂလန်ပရီးမီးယားလိဘောလုံးကလပ်အသင်းတခုကိုတော့မှတားဂတ်ထားခဲ့ပါသေးတယ်။တခါမှလည်းအခုလိုလိမ်လည်မှုတွေကနေရတဲ့ငွေတွေကိုအသုံးပြုပြီးတော့ဟက်ပါဘီဟာလူတွေအားကြရမယ့်ပုံရိပ်တခုကိုစတင်တည်ထောင်ခဲ့ပါတယ်။သူက Instagram မှာ သူ့ကိုသူအိမ်ချမ်းမြေအကျိုးဆောင်မီဒီယာနာတယောက်ဖြစ်နေဟန်ဆောင်ခဲ့တာဖြစ်ပါတယ်။သူကတန်မိုးကြီးပစ္စည်းတွေဖြစ်တဲ့ Rolex နာရီတွေကိုထည့်လဲအသုံးပြုပြီးတော့ဇင်ခံကားဖြစ်တဲ့ Rolex ကိုလည်းတစည်းပြီးတစည်းမထအောင်လို့စီးနေတဲ့ပုံတွေကို Instagram မှာတင်ခဲ့ပါတယ်။အခုလိုတစ်ဖက်မှာသူ့ကိုယ်သူဘီလီယံနာတယောက်လိုဟန်ဆောင်နေချိန်မှာတစ်ဖက်မှာလည်းငွေလိမ်တဲ့လုပ်ငန်းတွေကလည်းအလုံးမပြတ်ခဲ့ပါဘူး။သူ့ဟာငွေလိမ်တဲ့လုပ်ငန်းကိုမလေးရှားနိုင်ငံကိုရွှေ့ပြောင်းခဲ့ပြီးတော့သူ့ကိုယ်တိုင်ကတော့ဘီလီယံနာတထင်းတွေနေထိုင်ရာဒူဘိုင်းစီကိုပြောင်းလာခဲ့လိုက်ပါတယ်။ တစ်ဖက်မှာသူ့ရဲ့ online ငွေလိမ်းတဲ့ကိုရက်ကကြီးမားဒီထက်ကြီးမားပြီးတော့ငွေပြူငွေမဲပြောင်းလဲမှုတွေပြီးငွေချင်းခဝါချမှုတွေကြောင့်သူ့ရဲ့မကောင်းတဲ့အပုံနဲ့ဟာ FBI အပါဝင်သက်ဆိုင်ရာနိုင်ငံရဲ့အသီးသီးကိုရောက်သွားခဲ့ပါတယ်ဒီလိုနဲ့2020ခုနှစ်ဇွန်လမှာ hash barbie ကိုသူ့အပေါင်းပါရင်းနဲ့အတူဒူဘိုင်းမြို့ကတိုက်ခန်းတစ်ခုကိုဝင်ရောက်စီးနှင်းပြီးတော့ဖမ်းဆီးနိုင်ခဲ့ပါတယ်။ဒီငွေတွေကအမေရိကန်ဒေါ်လာစုစုပေါင်းတန်း40နဲ့ညီမျှတဲ့ UAE ငွေတန်း150ဖြစ်ပြီးတော့ဒီငွေတွေအကုန်လုံးကိုခေးဆောင်လက်ဆွဲတစ်တာထဲမှာတွေ့ခဲ့ရတာပါ။ ဒါအပြင်လိမ်မယ်တဲ့နေရာမှာအသုံးပြုတဲ့ဖုန်းနဲ့လက်တော့တွေကိုလည်းသိမ်းဆီးနိုင်ခဲ့ပြီးတော့ဒေါ်လာ9သန်းတန်တံမိုးကြီးစိန်ခံကားတွေကိုလည်းလက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာဟက်ပါဘီအပါဝင်ဂိုင်းသားတွေကိုဒူဘိုင်းရဲတွေကအမေရိကန်စီလွှဲပြောင်းပေးခဲ့ပါတယ်။ပြီးတော့အမှုတွေဆက်စစ်ဆေးတဲ့အခါမယုံကြည်နိုင်စရာငွေလိမ်လည်မှုတွေကိုပါလုပ်ဖို့ကြံစီခဲ့တယ်ဆိုတာသွားတွေ့လိုက်ရပါတယ်။ဒီအမှုတွေတဲကတခုကတော့အင်္ဂလန်ပရီးမီးယားလိဘောလုံးကလပ်အသင်းတခုကိုငွေလိမ်ဖို့ကြံစီထားတာပါ hash barbie က2019ခုနှစ်တုန်းကမက္ကစီကိုကိုရောက်နေစဉ်မှာဘဏ်အကောင့်တစ်ခုကိုဖွင့်ခဲ့ပါတယ်ဒီဘဏ်အကောင့်ကဘောလုံးကလပ်အသင်းတစ်ခုကနေယူရိုအသန်း100နဲ့ဘီဒိန်အခြေစိုက်ကုမ္ပဏီတစ်ခုကနေယူရိုအသန်း100ကိုလက်ခံမှုပြင်ဆင်ထားခဲ့တာပါ has barbie ကအဲ့ဒီနောက်မှာကလပ်ရဲ့လုပ်ငန်းဆောင်ရွက်သူတယောက်ဖြစ်ဟန်ဆောင်ထားတဲ့ငွေတောင်းခံလာတစ်ခုကို email ကနေပို့လိုက်ပါတယ်။ဒီ email ကအစ်စ်နဲ့တော်တော်လေးတူညီနေပြီးတော့အစ်စ်မဟုတ်ဘူးဆိုတာသိနိုင်လားဆိုလို့စာလုံးတစ်ချို့နဲ့ bank account number ပေးဖြစ်ပါတယ်။ ပြီးတော့ဘောလုံးကလပ်ဘက်ကနေလည်းဒီငွေကိုပေးဖို့ထီလုပ်ခဲ့ပါတယ်။ဒါပေမဲ့ UK ဘဏ်ကနေပြီးတော့မက်ဆီကိုဘဏ်စီငွေချင်းလဲပြောင်းဖို့ဝန်ဆောင်မှုမပေးတဲ့အတွက်သူတို့ရဲ့အေဂျင်စီဟာစင်ပြောင်ကြီးအမိကျမှတစ်ပြီးတော့ပျက်စီးသွားခဲ့ရတာဖြစ်ပါတယ်။ပရိသတ်တွေဒီဗီဒီယိုကိုကြည့်ရှုခဲ့ရတာကမြောက်ကိုရီးယားဟက်ကာတွေနဲ့ပူးပေါင်းပြီးငွေကြေးခေါ်ဝါချခဲ့သူအကြံစီကြီးကြီးနဲ့ဘောလုံးကလပ်အသင်းကိုတောင်မှငွေလိမ်ဖို့စ조사ခဲ့တဲ့နိုင်ဂျီးရီးယားနိုင်ငံသားဘီလီယံနာအယောင်ဆောင်ဟက်စ်ပါဘီရဲ့အကြောင်းပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။